Namaste ညီမကတော့ yoga instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကြတော့လက်မောင်းပေါ့เนาะအဲသူကတော့လက်မောင်းလို့တိတိကျကျပြောထားအောင်မဟုတ်ဘူးလက်တဲ့အဲ့တော့လက်မောင်းအစီရရှိတာကိုတဲ့အစီကြအောင်တဲ့လေ့ကျင့်ခန်းလေးပေါ့เนาะ yoga ကျင့်စဉ်လေး yoga လေ့ကျင့်ခန်းလေးကိုဝေမျှပေးပါလို့ပြောထားတာဖြစ်ပါတယ်အဲ့တော့ညီမတို့ကဒီ yoga အကစားနီးပေါ့เนาะ yoga ကျင့်စဉ်ပေါ့เนาะ yoga ကျင့်စဉ်မှာကဒီလက်မောင်းနေလက်တွေအစီကြဖို့ဆို င်အရင်ဆုံးညီမတို့ရဲ့ short join တွေက flexible ဖြစ်နေဖို့လိုတယ်။ပြီးတော့မှသာညီမတို့ကအရှိတဲ့အစီတွေကိုထိထိရောက်ရောက်လေ့ကျင့်ပေးနိုင်မှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ယောဂရဲ့နီလန်းနဲ့ဆိုလို့ရှိရင်ကြတော့လက်တွေကဒီလက်မှာရှိတဲ့အစီတွေကမြန်မြန်ဆန်ဆန်တော့မကြနိုင်ဘူး။အချိန်ပေးရရေပေါ့နော်။အဲ့ဒီအတွက်ကြောင့်အခု ဒီအစီကြချင်တဲ့အမအတွက်ပေါ့နော်အဲယောဂလည်းမကြာ workout လည်းမကြာအဲဂျာရဲကပေါ့နော်အဲယောဂလို့လို့ workout လို့လို့ဆိုရဲပုံစံလေးအတိုင်းပေါ့နော်အဲ့ဒီပုံစံလေးအတိုင်းအဲရနိုင်တလောက်ကလေးလေ့ကျင့်ကြည့်ပါအများကြီးမဟုတ်ပါဘူး5မိနစ်ကနေ7မိနစ်အတွင်းလေ့ကျင့်လို့ရတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့တူတူသွားကြည့်ရအောင်အဲ့တော့ညီမစွမ်းနာရှင်းပြခဲ့တယ်လို့ပဲလက်မောင်းလေးလက်လက်ရဲ့ပေါ့နော်လက်ရဲ့အစီရကြဖို့ဆိုရင်ဒီစုံ join င်းနေရူရာဂျွိုင်းနေအနောက်ကကိုရဲ့ဒီစကပူလာတွေအဲ့နေရာတွေက flexible ရှိနေဖို့ကအရေးကြီးတယ်အဲ့အတွက်ကြောင့်အခုကစပြီးလေ့ကျင့်နေသူဆိုရင်လက်မောင်းကအစီကိုသွားပြီးတော့ဓာတ်ရိုက်အခုလောလောဆယ်မှာမထိနိုင်သေးပါဘူးလက်မောင်းဂျွိုင်းနေမှာသွားပြီးတော့နာတာမျိုးတွေညောင်းတာမျိုးတွေဖြစ်နိုင်ပါတယ်မကြောက်ပါနဲ့မိမိနိုင်တဲ့လောက်ကနေဖြည်းဖြည်းချင်းလေ့ကျင့်ပေးပါပါနော်အားစစရအောင်အဲ့တော့နံပါတ်1ပထမအဦးဆုံးတကွအနေနဲ့လက်နှစ်ဖက်ကိုဘယ်ညာလေးကိုစမ်းထုတ်လိုက် ရင်ဆုံးအောက်ကိုလည်းမကြစေနဲ့အပေါ်လည်းမတက်စေနဲ့ပခုံးနဲ့တန်းတန်းလေးကိုမှန်းပြီးတော့ဆန်ထုံလိုက်အဲ့ဒီတမှာဒီလိုမျိုးရင်ဘတ်ကိုတကူးတကားကော့ထားစရာမလိုဘူးတတောင်တတာပဲထားထားမယ် ။ပြီးရင်ဒီနေ့ချားလေးကနေညာဘက်လက်ကလေးကိုပြန်ပြီးတော့ပေါင်ပေါချထားလဲညာရဲဥမာကိုကအောက်မှာကျမ်းမြစ်မှာထိုင်နေရတယ်နော်။ခုံမှာထိုင်နေရတယ်။သို့မဟုတ်ညာတလောက်ကလေးဘိုင်းရှင်လေးမှာဒီလိုပိုက်ထားလဲရတယ်။အဲ့ဒါမှအဆင်မပြေဆို relax တတောင်တတာပဲ relax လေးထားပေး။ဒီကဒီဘက်ကဘယ်ဘက်လက်ကလေးဘယ်ဘက်လက်ကလေးကအခုချိန်မှာမှောက်ရက်ကလေးဖြစ်နေမယ်။ โอเคအဲ့ဒါလေးကိုပက်လက်ကလေးအရင်လှမ်းပေးအရှိရောနော်အရှိကနေလှမ်းလိုက်ပက်လက်ကလေးလှမ်းဒါဆိုခုညီမတို့ဒီဘက်ဒီတကြောလုံးဒီလက်မောင်းဘေးသားတွေပခုံးထိတ်တင်းတင်းလာတဲ့ကြိပက်လက်လှမ်းလိုက်တယ်အဲ့ဒါလေးကိုအောက်ဘက်ကနေမှောက်ပြီးတော့ရှိုဒါလေးမနော်အပေါ်ပခုံးလေးကိုကြိအရှိကိုစိုက်သွားပြီလက်ကလှမ်းနိုင်သလောက်အနောက်ကိုလှမ်းလိုက်ခန္ဓာကိုယ်လည်းထိုင်ထားတဲ့ position တစ်မျိုးလေးဖြစ်သွားလိမ့်မယ် ပြီးရင်အဲ့ဒါလေးကိုပြန်လာမယ်အပေါ်ပြန်လှမ်းမယ်ပုံမှန်ပလက်လှမ်းတယ်လို့ပဲအဲ့တော့တချို့ကလက်ကောက်ဝက်ကလေးကိုဒီလိုလေးပဲကစားတာနော်အဲ့လိုမဟုတ်ဘူးနော်လက်ကောက်ဝက်ကလေးကိုဒီလိုလေးပဲကစားရမှာမဟုတ်ဘူးเนาะပခုံးစလက်တကြောလုံးလက်ကိုပခုံးလေးကိုလှန်ထုတ်ပေးပြန်လျှော့ပြီးတော့လှမ်း1 okay ကာနေတယ်လို့လေညီမတို့မြန်မာအကကတယ်လို့2 out တယ်ပလက်ကလေးလှမ်းနောက်တစ်ချိန်3 okay now တစ်ခေါက်လား4 now ဆုံးတစ်ချိန်5 ပလက်ကလေးလှမ်းပြန်လျှော့အခုမှစပြီးလဲကျင်းတဲ့သူဆိုရင်နောက်ဆုံးဒီလိုပလက်ကလေးလှမ်းပြီးထိန်းထားပေး warn tournament လက်ကိုစက်တာအောက်မကျစင်းတဲ့အပေါ်မတက်စင်းတဲ့ရာသလောက်ကလေးတန်းတန်းလေးမှပဲထိန်းတာ2 3 4ပလက်ကလေးပြန်လှမ်းဒါကစပြီးလဲလေ့ကျင်းတဲ့သူက၅ချိန်ကနေစလေ့ကျင်းပေး နိုင်လာပြီဆို15ကြိမ်အကြိမ်20အထိစက်တိုက်လေးကျင်လို့ရတယ်။နောက်တစ်ဖက်သွားမယ်။ညာဘက်လက်ကလေးပခုံးနဲ့တန်းတန်းလေးအရင်ဆုံးလက်ဖွားလေးမှောက်ပြီးတော့စန့်ထား။ပြီးရင်လက်ကလေးကိုပက်လက်ကလေးနော်အရှိဘက်ကနေလှမ်းမယ်နော်ပက်လက်ကလေး။အဲ့ဒီနေထားလေးကနေဒါဆိုလက်ကပက်လက်ကလေးဖြစ်သွား ਈ ။အောက်ဘက်ကနေမှောက်ပြီးတော့ပခုံးလေးကိုနော်အရှိကိုရောက်သွားမယ်။လှန်ထုတ်မယ်။ကိုနိုင်တဲ့လောက်ကလေးလှန်။ပြန်လျှော့မယ်1။စက်တိုက်9ကြိမ်သွားမယ်။ Okay, she took bien shot 2. နောက်တစ်ခေါက်လန်ထုံးမယ်ပြန် shot 3နောက်နှစ်ကြိမ်လန်ထုံးမယ်ပြန် shot 4နောက်ဆုံးတစ်ကြိမ်လန်ထုတ်ထားကြည့်မယ်1လက်ကလေးအောက်မကျစေနဲ့ဒွန်းနာလက်ကလေးကို2လေးရှူပေးပါအောင်3 4 fight ပြန်လျှော်လိုက် okay လက်ကလေးပြန်ချဒါဆိုစောနာပြောခဲ့သလိုပဲစပြီးလေ့ကျင့်တဲ့သူက9ချိန်လောက်ကနေစ9 line 10ချိန်အချိန်20ဒီတမျိုးတည်းကိုပဲအရင်ဆုံး10ချိန်အချိန်20လောက်ထိလေ့ကျင့်နိုင်အောင်လုပ်ပေးဒါဆိုအခုတစ်ဖက်ချင်းပြီးသွားပြီဖြစ်တဲ့အတွက်လက်က2ချောင်းပေါ့နော်လက်နှစ်ဖက်ဖြစ်တဲ့အတွက်နှစ်ဖက်လုံးဘေးကိုဆန်းထုတ်လိုက်မယ် okay မှောက်ရတိုင်းလေးပဲနော်မှောက်ထားရင်ပြီးရင်လက်ကလေးကိုအရှိ့ကိုအရင်လှမ်းပေးနော်လက်ဖွာပတ်လက်လှမ်း โอเค ready เนาะလက်ကိုအောက်ဘက်ကနေအပေါ်လှမ်းမယ်ခန္ဓာကိုယ်လေးပါကြည့်လိုက်ကုန်းတလို့လို့ပခုံးလေးရှေ့ရောက်သွားမယ်ပြန်လှမ်းမယ်1ဇက်တိုက်5ချိန်သွားမယ်ညီမတို့ကနေတလို့လေးပဲနောက်တစ်ခေါက်2ဟုတ်တယ်နောက်ထပ်တစ်ချိန်3 okay now the တစ်ခေါက်4 okay now ထပ်နှစ်ချိန်နောက်ဆုံးတစ်ခေါက်ဟုတ်တယ်နောက်ဆုံးတစ်ခေါက်လောက်ထပ်သွားပြီ ပြန်နောက်ဆုံးတစ်ချိန်လောက်ထက်သွားပြောလှန်နှားမဲ့ပခုံးလေးလက်ဖွာလေးကို one အောက်မကြခြင်းနဲ့တော့ပြန်မထား2 3 4ပြန်လျှော်လိုက်အတော့ညီမဆောင်းမပြောခဲ့သလိုပဲအခုလိုက်လုံနေတဲ့သူတွေကပခုံးထိတ်တွေညောင်းလာပြီလားခံစားရလိမ့်မယ်နော်ဒါမဲ့ဘာမှမဖြစ်ဘူးညောင်းရင်ပြန်လျှော်လိုက်ပြီးရင်ပြန်လုံလိုက် Okay အဲ့တော့တစ်ဖက်ချင်းလေးချင်းပါပြီးရင်နှစ်ဖက်လေးချင်းပါပြီးရင်အခုနောက်ထပ် အဲ့တိုင်းလေးပဲအဲ့ဒီပုံစံရှင်လေးကိုပဲတစ်ဖက်ကမှောက်မယ်တစ်ဖက်ကလှမ်းမယ်အဲ့ဒါလေးသွားမယ်အဲ့တော့လက်နှစ်ဖက်ကိုဘယ်ညာလေးပြန်ဆန်းလိုက်မယ်ဇောနာရောကကြတော့နှစ်ဖက်လုံးကိုဒီလိုပက်လက်လှမ်းနေဟုတ်အခုတစ်ဖက်ညာဘက်ကိုမှောက်ထားဘယ်ဘက်ကိုလှမ်းပြန်အဲ့နေထားလျန်ညာဘက်လက်ကိုဘယ်ဘက်လက်ကိုအရင်အောက်ဘက်ကနေဝိုက်ပြီးပလက်လှန်တဲ့ချိန်မှာဘယ်ဘက်လက်ကအပေါ်ကနေအနောက်ကိုလှန် ။ဒါဆိုជីជីတဖက်က ပခုံးအရှိကိုတဖက်ကပခုံးဦးဟာအနောက်ကိုနော်။ရွှေရာထိတ်ကလေးနော်ရွှေရာဘလိတ်ကလေးကိုကြည့်။ပခုံးတဖက်ကအရှိကိုဒီလိုလှန်ထားတယ်။တဖက်ကအနောက်ကိုလှန်တယ်။ပြန်ပြန်ချင်းမယ်တဖက်ကအရှိတဖက်ကအနောက်ဒီလိုမျိုးလေးခေါင်းမှလိုက်ကစားလို့ရတယ်။ကာနေတယ်လေမဟုတ်တောင်းနေရတော့မဟုတ်ဘူးเนาะကာနေတယ်လို့လေ3နောက်တစ်ခေါက် okay 4ဒီလိုမျိုးလေးဟိုဘက်ဒီဘက် okay 5 နောက်တစ်ဖက်ကနေတယ်လို့လေးပဲနော် okay နောက်နှစ်ခေါက်လောက်ကနေတယ်လို့လေးပဲလှန်ထုတ်နောက်ဆုံးတစ်ကြိမ်လောက် okay လှန်ထုတ်ပြန်လျှော်လိုက် okay အဲ့တော့ကို sorry ကိုရဲ့ပခုံးလေးကိုစပီလေးကျင်းတဲ့သူအခုညီမပြရတဖက်ကိုရဲ့တဖက်ဆန့်ကိုမလုတ်တက်ဘူးမလုတ်တက်လဲဘာမှမဖြစ်ဘူး sorry ပါနေပင်ရလား Mm. 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 စပီလေးကျင်းတဲ့သူကစွမ်းနာညီမပြောတယ်လို့လေတစ်ဖက်ကိုအရှိတစ်ဖက်ကိုအနောက်ကိုမလုတ်တက်ဘူးမလုတ်တက်လည်းဘာမှမဖြစ်ဘူးအရှိကနှမျိုးလေးကိုပဲလုတ်ပေးနော်အဲ့ရှူရာကြိုင်လေးသတိထားပေးဒါဆိုရင်အခုအဲ့သုံးမျိုးကိုပေါင်းမှညီမကအကွက်တကွက်အာစနာတစ်ခုလို့သတ်မှတ်တယ်ပေါ့နော်အဲ့တမျိုးတမျိုးပြီးသွားပြီပေါ့နော်အဲ့နောက်တမျိုးသွားမယ်လက်ကလေးကိုဘေးကိုစမ်းထုံမယ်လက်ကလေးကိုငိမ့်ငိမ့်လေးထားပြီးပခုံးလေးကိုပဲဝိုက်လက်ကိုတော့တွန်းထားပေးဒီလိုဒီလိုလက်ကြီးကိုအပေါ်အောင်မဟုတ်ဘူးနော်လက်ကလေးကိုတွန်းထားပခုံး không đi về bà không đi về đi lùi lên one ok xe này anh nào one two three four five six seven eight nine ten xem như mấy bạn quay chị anh nào cái này xe one two three four five six seven eight nine ချက်နှစ်ကလေးကိုအဲ့တိုင်းမဲထားပြီးရင်တံတောင်လေးကိုကွေးလိုက်မယ် okay နောက်ပခုံးနဲ့တန်းတန်းလေးအရှိကိုတံတောင်လေးချာ okay ပြီးရင်အဲ့တိုင်းလေးလက်ကလေးရှိမှသွားထီဘေးကိုပြန်သွားမယ်တံတောင်လေးပြန်ထောင်အဲ့ချိန်မှာလက်မောင်းလေးကိုရဲ့လက်တွေကိုအားသုံးထားနောက်တစ်ချိန်ရှူပြန်ချအရှိထီဘေးပြန်လာအပေါ်ကဇက်တိုက်သွားပြီနောက်တစ်ခါရှူပခုံးနဲ့တန်းတန်းရတဲ့လောက်ထားထောပြန်လာတဲ့အပေါ် ပြန်ချနောက်နှစ်ခေါက်လောက်ရှူးအပေါ် okay ပြန်ဆက်နောက်ဆုံးတစ်ကြိမ်ရှူးရားတော့ကလေးရှင်းဆက်ပြန်လာပြီးအပေါ် okay နောက်ဆုံးတစ်ခေါက်လောက်သွားပါအောင်ရှူးလက်ကလေးဆက်ဒါဆိုပကုံးနဲ့တန်တန်ပဲအဲ့တိုင်းလေးကနေအပေါ်အောက်အပေါ်အောက်ဖြစ်နိုင်ရင်အခုညမ direct တဆက်တဲ့လောက်တလို့တဆက်တဲ့လောက်ပေး3 z 4 5 ပခုံးနဲ့အရန်ညောင်းလာလိမ့်မယ်6ထိန်းနာပေး7 okay 8 9လမောင်းနဲ့ပခုံးနဲ့အာသုံးထားနော်10ပြီးရင်ရင်ဘတ်ရှိကိုလက်ကလေးတီးလို့ကြက်ဖခွန်မယ် okay ကြက်ဖခွန်မယ်တည်ရမလားကြက်တောင်မယ်လေးလို့1ညောင်းလာလိမ့်မယ်ဇက်တိုက်ကလေး2 3 7 4 okay 5 6 7 အေးငါတို့ချက်ဖာနိုင်နိုင်ဆိုငယ်ငယ်တော့ခုတ်တယ်လို့ပေါ့နော်10 okay ပြင်အဲ့တိုင်းလေးကနေလက်ကလေးကိုဘေးကိုပြန်ဆန့်ပေးလက်ကိုတွန်းလာကြည့်ရောဆိုပြီးတော့ဒီဘက်လက်ကိုလည်းဟိုဘက်ကိုပေးဒီဘက်လက်ကိုလည်းဒီဘက်ကိုပေးတယောက်ယောက်ဆွဲထားတယ်လို့တွန်းလာပေး1 2 3 4 5 6 7 8 9 10 ြန်ပြင်လက်မလေးကိုမိုးပေါ်ထောင်လိုက်မယ်လက်လက်ကလေးကိုလက်သီးလေးစုပ်လက်မလေးထောင်ထားပြင်အဲ့ဒီလက်မလေးနှစ်ခုအပေါ်နားမှာမျက်နှာအပေါ်ခေါင်းအပေါ်ရရဲကိုမြင့်နိုင်တဲ့လောက်ထိလက်မသွားထိပြင်ပြန်လာမယ်ရင်ဘတ်ရှိမှာလက်ဖက်နှောင်းထိမယ် okay ပြန်သွားမယ်အပေါ်ထိပြန်သွားမယ်အောက်ထိ1ဇက်တိုက်သွားမယ်ဆေခါ two. Now the jing, la nyong la villa, down la peo, three. La di a si cha jen e ho, la ilo me no, jen no jama a si cha ro me. Four, ho de, now the cup, five. Now the jing, okay, six. Now the cup, seven. Now the dong jing, la ma ti, la, let's take a little tea, eight. Let's do nine. အောက်ရောက်မှ nine less one နောက်ဆုံးတစ်ကြိမ်10ပြီးရင်လက်ကလေးဘေးပြန်ကရင်ဘတ်ရှိလက်အုပ်လာချီတရောင်လေးပါပူးမယ်အပေါ်အောက်အပေါ်အောက်လက်ကလေးကိုစက်တိုက်ကလေးလှုပ်ကြည့် one တရောင်မကွဲစေနဲ့ရသလောက်2 3 4ညောင်းလာပြီလား6 7 8 9 10ပြီးရင်လက်ကလေးကိုပေါ်ဆွဲဆန်းလိုက်အပေါ်မှာလက်ရှိပြီးပလက်ကလေးလှမ်း ကျောင်းနာမယ်လက်ကလေးကိုမြန်မြန်လေးနရွက်လက်မောင်းလေးဒီတိုင်းလေးပဲ1 okay 2 3 4 5 6 7 8 9 10 okay ပြင်လက်ကလေးကိုပြင်ရှော့လက်နှစ်ဖက်ရှေ့ဆန်လိုက်ညာဘက်လက်ရည်အောက်ကိုဘယ်ဘက်လက်ကောက်ဝက်ကလေးဒီနားလေးပဲသူ့လက်ကောက်ဝက်လက်ကောက်ဝက်နှစ်ခုနားလေးအဲ့ဒါလေးကိုဖြည်းဖြည်းချင်းဘယ်ဘက်ကိုဆွဲ ကောင်းလေးကိုညာဘက်ကိုလဲနိုင်တယ်လောက်လဲထုတ်ဖြည်းဖြည်းချင်းဒီလိုကြီးမကွေးစင်နဲ့နော်ညီမမိုက်ကိုတွားချင်းအတန်ပိတ်သွားမှာစလို့အော်စန်တာခေါင်းလေးပဲလှဲ့တချို့ကဒီလိုဒီလိုခန္ဓာကိုယ်ကြီးပါလှဲ့မလှဲ့ဘူးเนาะခေါင်းလေးပဲလှဲ့ stretching လေးပြန်လုပ်ပေးတာ1ညောင်းသွားတာတွေကိုကောင်တာပြန်ထည့်တဲ့သဘောပဲ2 3 4 5 6 7 8 9 10 phạm biên la la kli biên đi bạc cả bê bê la cả nhà bê la cả quê kli ô nhà bê la không liu bê bê la cả quê ác quá nhà đó lau kli đi nè 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 bê con liu lên này đó lau lên one lấy số two three four five six xây dựng đoạn này đã làm điều nó seven eight nine ten ok biên sao. rồi <laughs> à cô nhưng mà nào cả အကွက်တည်းဆိုရင်ဇက်တိုက်ကလေးပေါ့နော်လက်မချပဲနဲ့လေ့ကျင့်သွားတယ်အရှိကတကွက်ပေါ့နော်အရှိမှ၃မျိုးတကွက်အဲ့ဒါလေးနဲ့ပါလက်ကိုပြန်မချပဲနဲ့လေ့ကျင့်နိုင်လာပြီဆိုရင်ပိုကောင်းပါတယ်ကိုယ့်ရဲ့အစီတွေပေါ့နော်ဘိုင်ဆက်ထရိုင်ဆက်နောက်မှစကပူလာမှာရှိတယ်ညင်သားဘေးမှာရှိတဲ့နေရာတွေပါတဖြည်းဖြည်းနဲ့ထိရောက်မှုပို့ပြီးတော့ရှိလာပါမယ်အဲ့တော့လက်ကလေးကိုမချပဲနဲ့ အတက်နိုင်ဆုံးစူးစမ်းပြီးတော့လုပ်မယ်လို့ယုံကြည်ပါတယ်အခုလောလောဆယ်မြမအရင်ဆုံးလှုပ်လိုက်ရတယ်ပေါ့နော်အဲ့တော့အခု live လေးကျင်းနေတဲ့သူကလည်းအဲဒီရလေးကိုတောင်းဆိုထားတဲ့သူကလည်းအဲ live ပြီးတော့လေးကျင်းနေဆိုရင်လေးကျင်းနေဆိုတဲ့အကြောင်းလေးကို comment ရေးပစ်ခဲ့လို့ရပါတယ်နော်အဲ့တော့အခုဒီ video လေးကကိုယ့်အတွက်လည်းအကျိုးရှိရင်တခြားသောမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်လည်းအကျိုးရှိဖို့အတွက်ဆိုရင် share ပေးခဲ့လို့ရပါတယ်အဲ့တော့နောက်မှပြန်တွေ့ပါမယ် bye bye